မင်္ဂလာပါအခုချိန်ကစပြီးတော့မေလ22ရက်နေ့ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်ကောင်စီရဲ့ရဟယင်နှစည်းကို ပြစ်ချခဲ့တဲ့တဲ့ရင်ကအလုံးသိပြီးဖြစ်မှာပါ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရပစ်ချခဲ့တဲ့ရဟတ်ယင်ဟာဆက်ချွတ်ရွေးမှုကြောင့်ပြတ်ကျခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကလိမ့်လည်ပြီးတော့သတင်းထုတ်ပြန်ပါတယ်။ဖြစ်စဉ်ကတော့ဒီဗမော်မျိုးသိန်းတိုက်ပွဲထဲမှာစစ်ကောင်စီတပ်ကမေလ20ရက်နေ့မှာရဟတ်ယင်3စီးနဲ့စစ်အင်အားပို့ပြီးတော့ပြန်လာတဲ့အချိန် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကရဟတ်ယင်2စီးကိုပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။တစီးကတော့ရွှေကူမျိုးနဲ့ဒီ KIA တပ်ရင်းနယ်မြေငါးထဲမှာပြတ်ကျသွားခဲ့တာဖြစ် စ်ပြီးတော့နောက်ထပ်ဒဇီကတော့ရွှေကူမြို့ရဲကိုအရေးပေါ်ဆင်းသက်သွားခဲ့ရတယ်လို့ကချင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်ရွှေကူမြို့နယ်ထဲမှာပြတ်ကျသွားခဲ့တဲ့နေရာမှာတော့ဒီဗိုလ်ကြီးအဆင့်ရှိတဲ့သူတယောက်ရဲ့အလောင်းကိုလည်းတွေ့ရှိထားပြီးဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကသတင်းမီဒီယာတွေကိုအတည်ပြုပြောဆိုထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကတော့ရှေ့ရန်ကိုထောက်ပို့ပစ္စည်းတွေပို့ပြီးပြန်ထွက်လာတဲ့အချိန်ဒီဗမော်မြို့က နေဒီအနောက်တောင်ဘက်ကီလိုမီတာ14000အကွာမှာဆက်ချွေရင်မှုကြောင့်ပြတ်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် GIA နဲ့ပူးပေါင်းတပ်တွေဟာဆိုရင်ဒီတော်လိုင်းဤကာလ၄နှစ်တာအတွင်းမှာစစ်ကောင်စီရဲ့အဲလေရင်၄စီးလောက်ကိုပြစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။တမူးပကဖရဲဘော်၁၀ရောက်အသက်ခံရတဲ့ကိစ္စကိုစုံစမ်းအရေးယူပေးဖို့အိန္ဒိယအစိုးရကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်။တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဒီ ီပကဖရဲဘော်ဆယ်ယောက်ဟာယာယီစခန်းရွှေ့ပြောင်းတာကိုသတင်းတွေကြိုပြီးတော့ပြောထားတဲ့ဂျားကနေပဲဖမ်းဆီးပြီးတော့တပ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့အန်ယူဂျီကဆိုပါတယ်။နေဆက်မှာရှိတဲ့ဒီတော်လန်ရေးတပ်ဖွဲ့ဝင်ဆယ်ယောက်ဟာအိန္ဒိယမှာနှိပ်ဆက်တပ်ဖြတ်ခံခဲ့ရတယ်လို့တမူးခရိုင်ပါအဖာအဖွဲ့တာဝန်ရှိသူကသတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။အိန္ဒိယအစိုးရအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးပေးဖို့နဲ့အပြစ်ပေးအရေးယူဖြေရှင်းပေးဖို့အတွက် NUG ရဲ့နိုင်ငံသားရေးဝင်ကြီးဌာနကမနေ့ကထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။အိန္ဒိယဘက်ကလာတဲ့ဒီသတင်းဌာနတွေရဲ့အဆိုအရကတော့မေလ14ရက်နေ့မှာချန်နုံခရိုင်မှာ Arthur Rifle တပ်နဲ့မြန်မာဘက်ကလက်နက်ကင်အဖွဲ့တို့အကြားမှာဒီပစ်ခတ်မှုဖြစ်ပြီးတော့တိုက်စုံမှုတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။ဒီပစ်ခတ်မှုထဲမှာတော့မြန်မာဘက်ကလက်နက်ကင်တပ်ဖွဲ့ဝင်10ယောက် သိဆုံးခဲ့တယ်ဆိုပြီးတော့ဒီအိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့ပါတယ်။ လေးပွင့်ကျဲကုမ္ပဏီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေဖမ်းသွားတဲ့ဒီပရာတောင်းဆွေမျိုးစုခေါင်းဆောင်၄ယောက်ကမနေ့ကမေလ20ရက်နေ့မှာပြန်ပြီးတော့လွတ်လာပါတယ်။ပရာတောင်းခေါင်းဆောင်၄ယောက်ဟာဆိုရင်ပရာတောင်းဆွေမျိုးစုတွေရဲ့ဒေသဖြစ်တဲ့မြင်းမထီတောင်မှာတထုတူဖော်မှုတွေလုပ်နေတာကိုဥဆောင်ပြီးတော့ဆန္ဒထုတ်ဖော်တောင်းဆိုရာကနေဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။သူတို့ရဲ့ဒေသထဲမှာလေးပွင့်ကျဲကုမ္ပဏီနဲ့တရုတ်ဒီ Master 1ကုမ္ပဏီတို့ကအကြီးစားတထုတူဖော်မှုတွေကိုလုပ်နေတာရက်တံပေး ဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကယန်းပြည်သက်ပါတီရဲ့ဗဟိုကော်မတီနဲ့ပြဒန်းဆွေမျိုးစုဗဟိုကော်မတီတို့ကြားမှာတွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတဲ့နောက်မှာအခုလိုမျိုးပြန်ပြီးတော့လွတ်လာတာဖြစ်ပါတယ်။သူတို့တွေဟာဖက်စီခံရပြီး9ရက်အကြာမှာပြန်ပြီးတော့လွတ်လာတာဖြစ်ပါတယ်။ ပြည်ပကိုထွက်ခွာတဲ့သူတွေများလို့နိုင်ငံခြားငွေဈေးနှုန်းတွေမြင့်တက်လာတဲ့ဆိုတာဖြစ်နိုင်ရဲ့လားစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့နိုင်ငံခြားငွေဈေးနှုန်းမြင့်တက်နေတာဟာပြည်ပကိုထွက်ခွာတဲ့သူတွေများလာတာကြောင့်ဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာကုန်သွယ်မှုပုံငွေပြနေပေမဲ့ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေအများလာပြီးတော့ဒီနိုင်ငံခြားငွေတုံ့ဆွဲမှုကများပြားနေတဲ့အတွက်နိုင်ငံခြားငွေဈေးကမြင့်တက်နေရတာလို့စစ်ကောင်းဆောင်ကပြောဆိုလိုက်ပါတယ် မေလ20ရက်နေ့ကကျင်းပတဲ့စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်တာပဲဖြစ်ပါတယ်လက်ရှိနိုင်ငံတွင်းကစစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်ပိုင်းတွေရောနောက်ပြတော့လူလတ်ပိုင်းတွေပါပညာရေးအပြင်အလောက်ကန်အခွင့်အလမ်းတွေအတွက်ပြည်ပထွက်ခွာမှုတွေကပိုပြီးတော့များလာပါတယ်လူငယ်တွေနဲ့လူလတ်ပိုင်းတွေဒီပြည်ပထွက်ခွာရတဲ့အကြောင်းရင်းတွေထဲမှာနောက်ထပ်အချက်တစ်ချက်ကတော့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေလဲပါဝင်ပါတယ် ုဆက်ပြီးတော့ကမ္ဘာနဲ့ဒေတာအတွင်းကသတင်းတွေကိုပြောပြပါမယ်။အမေရိကန်အီရန်ဆွေးနွေးပွဲအကြောင်းနဲ့ဆက်ရအောင်ပါ။စနေနေ့မှာနျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့အီရန်နိုင်ငံတို့ကြားမှာဆွေးနွေးဖို့ရှိနေကြပါတယ်။အဓိကကတော့အမေရိကန်အနေနဲ့အီရန်နိုင်ငံကိုဒီနျူကလ িয়ার လက်နက်အတွက်လိုအပ်တဲ့ယူရေနီယံတန့်စင်မှုကိုလုံးဝမလုပ်ဖို့ပြောထားတာပါ။ စနေနေ့ဆွေးနွေးပွဲကတော့ဂျားနိုင်ငံဖြစ်တဲ့အိုမန်နိုင်ငံမှာလှုပ်ဖို့ရွေးချယ်ထားကြပါတယ်။ဆွေးနွေးပွဲကိုအမေရိကန်ကတက်ရိုက်ဆွေးနွေးသွားမယ်လို့ပြောဆိုထားပါတယ်။အီရန်ကတော့ဂျားလူကတဆင့်ခံဆွေးနွေးမယ်လို့ပြောနေတာပါ။အမေရိကန်သမ္မတထရမ့်ကတော့အီရန်ဘက်ကလိုက်လျောမှုမရှိဘူးဆိုရင်အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုတွေချမှတ်မှာဖြစ်တဲ့အပြင်စစ်ရေးကိုလည်းသုံးဆွဲကောင်းသုံးဆွဲနိုင်တယ်လို့ဆိုထားပါတယ်။အီရန်ဘက်ကဘာသာရေးကောင်းဆောင်အာယာတိုလာခါမီနီ တော့သူ့အနေနဲ့အမေရိကန်ကအဲ့လိုမျိုးတိုက်ခိုက်မှုတွေလုပ်မယ်လို့မမျှော်လင့်ထားပေမဲ့တကယ်လို့လှုပ်လာခဲ့ရင်လည်းအီရန်အနေနဲ့အပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်သွားမယ်လို့ပြောထားပါတယ်။အီရန်အစိုးရပိုင်မီဒီယာတွေကတော့အီရန်ဒုံးကျည်တွေဟာအမေရိကန်နဲ့သက်ဆိုင်တဲ့နယ်မြေတွေကိုပစ်ခတ်ဖို့အတွက်အသင့်ပြင်ထားတယ်လို့ရေးထားပါတယ်။ န္ဒိယဈေးဆိုင်တွေကတူရကီကုန်ပစ္စည်းတွေကိုတပိတ်မှောက်လိုက်ကြပါတယ်အဓိကအကြောင်းရင်းကတော့တူရကီသမ္မတ Teres Erdogan ကဒီနောက်ထပ်မွတ်စလင်နိုင်ငံဖြစ်တဲ့ပါကစ္စတန်ကိုအားပေးထောက်ခံလို့ပါအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာဒီဝေဟင်စီးခြင်းထိုးတိုက်ခိုက်မှုအပြီးမှာတော့ဒီတူရကီသမ္မတရဲ့သွေးစည်းညီညွတ်မှုကိုပြသတဲ့ပြောဆိုမှုထွက်လာခဲ့ပါတယ်တပိတ်မှောက်တဲ့အထဲမှာဒီတူရကီကထုတ်ကုန်တွေဖြစ်တဲ့ coffee chocolate တတိယူနဲ့အလှပြင်ပစ ်စည်းတွေကနေဒီအဝတ်စားတွေအထိပါပါတယ်တပိတ်မောက်ရမှာအိန္ဒိယကဈေးဆိုင်ငယ်လေးတွေကနေ online နောက်ပြီးတော့ online ကနေဒီလက်လီရောင်းနေတဲ့ပင်မကုမ္ပဏီတွေအထိပါဝင်နေပါတယ်တလင်းလာနေကတော့နိုင်ငံတလွားမှာရှိတဲ့စားသောက်ကုန်ရောင်းတဲ့ mom and pop store ဆိုင်73တန်းကိုပစ္စည်းပေးပို့နေတဲ့အိန္ဒိယနိုင်ငံလုံးဆိုင်ရာဒီစားသောက်သူကုန်ပစ္စည်းဖြန့်ဖြူးရေး Federation AICPDF ကတူရကီနိုင်ငံကထုတ်တဲ့ ဲ့ကုန်ပစ္စည်းတွေကိုတပိတ်မှောက်လိုက်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ online ဈေးရောင်းကုမ္ပဏီတွေကလည်းတပိတ်မှောက်တဲ့အထက်မှာပါလာပါတယ် Flickr လို့ခေါ်တဲ့ online ဈေးစင်ထဲကတူရကီ brand အဝတ်အစားနဲ့ fashion ပစ္စည်းအများပြားကိုဖယ်ထုတ်လိုက်ကြပါရရှင်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။